င်ခုခါတော့ Libra သမားလေးပေါ့เนาะဆိုတော့တစ်ချက်အတိပေးချင်တာဒီနှစ်ချက်ကြီးတက်ထားတာလေဘာဖြစ်လို့လဲဆိုတော့အရင်အနောက်ကအေကွာအရင်ဆူတာကျမတို့မြန်မာပြည်ကလို့အေကွန်နေရလို့ယူအောက်တော့ထက်လို့ပြီးတော့မှဒီ gas နဲ့အဲ့ဒီမှာလေးလုံးနေပြီเนาะဒီဟာကျတော့မဟုတ်ဘူးဒီတိုင်းဝင်းဒိုးလေးပါလို့ပေါ့အတိုင်းပလက်ကုန်ထိုးပြီးတော့မှာ ွင့်လိုက်ရမယ်ဆိုတော့အရင်အတန်းဆိုတော့ကျမဒါလေးတက်ထားရတာပါအဲ့တော့ဒီကြောင့်ဒီဆီယမဘာကြီးလဲဆိုပြီးတော့ဒီမျိုးထင်နေမှာကြောက်ဘူးအဲ့တော့အပကအတန်းနေအပြန်အတန်း noise အတန်းနေကြားရတယ်ဆိုရင်ကျမဒီကိုအာရုံစိုက်လို့မရအောင်အဲ့ဒါနဲ့ကျမအလုံးပိတ်ပြီးတော့ပြီးဟောချင်းဖြစ်ပါတယ်ဆိုတော့ okay by the way ဒါက libra သမားလေးတွေအတွက်ဖြစ်ပါတယ်ဆိုတော့ libra သမား libra libra သမားလေးတွေအတွက်ခုနလပိုင်း ာတလစာအတွက်เนาะခုနလပိုင်းအတွက် channel redo လေးဖြစ်ပါတယ်ဆိုတော့နောက်ခုအကျိုးပြသိပေးပါသေးတာက general reading ဖြစ်တဲ့အတွက်ကျွန်မဘသူတူတယောက်ရဲ့အဲနင်တော့ဒီလမှာဒါဖြစ်မယ်နင်တော့ဒီလမှာဒါဖြစ်မယ်ဆိုပြီးတော့မှကျွန်မဟောတာမဟုတ်ပါဘူးဆိုတော့ကျွန်မ collective message အနေနဲ့ general reading လေးဖတ်ပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ တိုက်ဆိုင်မှုရှိမှားသာယူပါ Libra တိုင်းဒီလဲ Libra တိုင်းအတွက်ပေါ့ကိုယ့်ရဲ့ဇိုးရိုက်ဆိုင်အတွက်ဟောမှာပြပါဦးတချို့ကြတော့တကယ်လို့အာကိုယ့်ရဲ့ဇိုးရိုက်ဆိုင်နေမတည်ဘူးပေါ့နော်ကိုယ်တချို့ကြတော့လဲဇိုးရိုက်ဆိုင်နေမကြည့်တတ်ဘူးဆိုရင်တကယ်လို့ကိုယ့်ရဲ့ပေါ့နော်ဗမာလိုမျိုးနှိမ့်နံလေးနေတည်ကျင်နေဆိုရင်လည်းကျမကိုပြောပါကျမဖတ်ပေးပါမယ်ပေါ့နော်အဲ့ဆို အဲ့တော့ Libra သမားလေးအနေနဲ့ကဒီ9လပိုင်းမှာအာဒီ9လပိုင်းမှာပေါ့နော်ဆိုတော့ကိုကိုကို confident ရှိမယ်ကိုကိုကို motivation လောက်ရမယ်ဘယ်သူမှကိုကို motivation လာပေးလို့မရဘူးကိုကိုကို confident ရှိရှိကိုရဲ့ self confidence ပေါ့နော်ကိုကိုကိုယုံကြည်မှုရှိစွာနဲ့ဒီ9လပိုင်းမှာအရာရာကိုလှုပ်ဆောင်ပါ ဲ့တော့အရာရာလှုပ်ဆောင်မယ်လို့ပြောရင်တကယ်အဲကိုကိုကိုယုံကြည်မှုရှိစွာကိုကိုကိုပေါ့နော် self inner ကလာတဲ့အဲဒီအတွင်းထဲကပေါ့နော်မိမိရဲ့ inner ကလာတဲ့ self motivation လားဘယ် motivation မှအာမကောင်းပါဘူးဒါကြောင့်မို့လီဘရာသမားလေးအနေနဲ့ကဒီခုနှစ်လပိုင်းအတွက်မှာဆိုရင်မျောနေတဲ့တည်င်းစကားမျိုးတွေကြားရတတ်တယ် အဲနောက်တစ်ခုကကြတော့ခုနပြောတဲ့ကိုယ့်ရဲ့ self emotion အ self confidence နဲ့ကိုယ့်ရဲ့ motivation တာလေးအဓိကထားပြီးတော့မှမိမိတို့လှုပ်ဆောင်အောင်အရာလေးလှုပ်ဆောင်ပါအဲ့တော့ဒီခုနလပိုင်းလေးမှာမိမိတို့အနေနဲ့အစပြုရမယ့်အခြေအနေလေးတွေရှိပါတယ်အအလုတ်ကိုင်းအခွင့်ရေးအဲနော်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့ငွေချေးနဲ့ပတ်သက်တဲ့နဲ့ပတ်သက်ပြီးတော့မှဒီခုနလပိုင်းလေးမှာအစပြုရမယ့်အခြေအနေလေးတွေလည်းတွေ့ရတယ်ဒါလည်းကောင်းသောအစပြုခြင်းလေးဖြစ်ပါတယ်အဲ့တော့ဘယ်လိုအလုတ်ကိုပဲလှုပ်လို့ဘယ်လိုအလုတ်ကိုင်းကိုပဲလှုပ် ူဘလို့အကြောင်းရဖို့ပဲလုပ်လို့မိမိရဲ့ဘဝတိုးတက်ရတိုးတက်ကြောင်းငွေရေးကြီးပဲဖြစ်ဖြစ်နော်ရွှေမပြောင်းနိုင်တဲ့ပစ္စည်းဥစ္စာတွေနော်ရွှေငွေကြောက်တံပရမြအိမ်မြေချံကစသဖြင့်အဲ့အိုင်နဲ့ပတ်သက်ပြီးတော့မှဒီလမှာအစာပြုမဲ့လုပ်ငန်းမျိုးဖြစ်ဖြစ်အစာပြုတာဖြစ်ဖြစ်စဉ်းစားတာဖြစ်ဖြစ်အဲ့ဒါလေးတွေကကောင်းတော့အရာလေးတွေဖြစ်ပါတယ်ကောင်းသောရွေလေးတွေဖြစ်ပါတယ်နောက်တစ်ခုကဘာလဲလဲဆိုရင် Libra သမားလေးတွေအနေနဲ့ ီခုနှစ်လပိုင်းမှာမိမိရဲ့ old self ကနေယုံထွက်ဖို့ကြိုးစားရမယ်အရင်တော့ကိုနေခဲ့တဲ့ကိုရဲ့အာအာဘောနော်ဒီအရင်တော့ကိုရဲ့ lifestyle နေပေါ့နော်ကိုနေပုံထိုင်ပုံစားပုံတောက်ပုံအဟောင်းနေအကိုအတွက် unhealthy ဖြစ်နေတဲ့ဟာပေါ့နော်တကယ်ကို unhealthy ဖြစ်တဲ့အချက် unhealthy ဖြစ်တဲ့အရာမှန်သမျှကိုကိုယုံထွက်ရမယ်မိမိမှာယုံထွက်နိုင်တဲ့အင်အားလည်းရှိတယ်။အဲ့ဒီအပေါ်မှာ no excuse မပြောပါနဲ့။အဲ့တော့ကျမအဲ့ လီဘရာသမားလေးအနေနဲ့ခုနလပိုင်းမှာကိုကိုခုရေပေါ့နော်နော်ဒီခုနလပိုင်းအတွင်းမှာဖြစ်ဖြစ်တကယ်ကိုအတိနေကိုရဲ့အကျမ်းမအေးနဲ့ပတ်သက်ပြီးတော့ကိုပြောင်းလဲဖို့လိုအပ်နေပြီးကျမယူတေချာကူးဆိုင်ဖို့လိုအပ်နေပြီးဆိုဒီခုနလပိုင်းနဲ့ကနေစပြီးတော့မတေချာကူးဆိုင်တော့တေချာပြောင်းလို့ကိုရဲ့ lifestyle ကိုယ့်ရဲ့နေဖို့ထိုင်ဖို့လူမှုပုံစံသူများရဲ့နဲ့ဆက်သွယ်ဆက်ဆံရေးပုံစံเนาะအဓိကကတော့ကို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 နဲ့ကိုကိုကိုဘယ်လို communication လုပ်လဲပေါ့အဲ့တော့သူများတွေကြည့်ပြီးတော့မှကိုကျမ်းမာရေးတခုလိုက်စားခြင်းနဲ့ဆိုရင်တောင်သူများရဲ့ကြည့်ဖို့မဟုတ်သူများတွေကလုံနိုင်တယ်ငါတော့မလုံနိုင်ဘူးလားဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ inner set ထဲကနေလာတဲ့ motivation လောက်ဒါ motivation မှမကောင်းပါဘူးပြီးတော့ကိုကိုကိုပဲ set focus ထားပါတကယ်တကယ်ကိုလွတ်ချရမယ့်ပတ်တန်တွေရှိတယ်ဆွလို့ရမယ့်ပတ်တန်တွေရှိတယ်ဆိုရင် တေချာပေါက်ဒီခုနှစ်လပိုင်းထဲမှာစွန့်လို့ဖို့ပေါ်လာခဲ့တာမန်နာနဲ့တွေးစားလေးတွေးတာတွေးရောက်လာတာမန်နာနဲ့တကယ်ကိုအရှင်ယူဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျတော့ဒီလီဘရာသမားလေးတွေအနေနဲ့ဒီခုနှစ်လပိုင်းထဲမှာ အပြောဆိုစကားပေါ့နော်စကားအပြောဆိုပြောဆိုဆက်ဆံရေးကိစ္စရက်တွေမှာတတိထားပါအာမလူလာအပ်တဲ့ပြဿနာလေးတွေမလူလာအပ်ပဲနဲ့တင်ကာမကင်းရှင်းရတဲ့ပြဿနာလေးတွေကြုံရတတ်ပါတယ်ဒါကြောင့်မို့မိမိတို့ရဲ့မိသားစုပဲဖြစ်ဖြစ်เนาะအိမ်တောင်ရေးချစ်သူသမီးစားကြရဖြစ်ဖြစ်ကိုရလောက်ကောက်ကမ်းပဲပြတဲ့ငယ်ချင်းပဲဖြစ်ဖြစ်ဘလို့အလုပ်တွေနဲ့ပဲဖြစ်ဖြစ်စကားပြောဆိုဆက်ဆံနေမှာပြောတဲ့ communication တွေမှာအာ အကျက်တဲတွေအခက်ခဲလေးတွေကြုံရတတ်တဲ့ပြဿနာရဲ့လေးတွေကြုံရတတ်ပါတယ်ဒါကြောင့်ကလေးပရာသမားလေးအနေနဲ့ဆိုရင်တဲ့မိမိတို့ရဲ့အစာပြုမယ်နော်ခဏပြောမိမိတို့အလောက်ကိုင်းပါညာတရကအကုန်လုံးအစာပြုမယ်အရာလေးမှာဆိုရင်တတိထားပြီးတော့မှအစာပြုစေခြင်းနဲ့တစ်ဆက်ထဲမှာပေါ့နော်ဆိုတော့ communication နဲ့ relationship တွေနဲ့ပတ်သက်ပြီးတော့မှ relationship ဆိုတာကိုယ့်ရဲ့ဒီ love relationship ကိုပြောတာမဟုတ်နော်အဲ မြည်သူသော relationship မိသားစု မောင်နှမချင်းမိဘနဲ့ကိုနဲ့မောင်နှမနဲ့ကိုနဲ့သူငယ်ချင်းတွေနဲ့ကိုနဲ့ကိုရဲ့ partner နဲ့ကိုနဲ့ကိုရဲ့အလုပ်ကလူတွေနဲ့ကိုနဲ့စသဖြင့်ပေါ့နော်အဲ့လိုမျိုး relationship လေးနဲ့ပတ်သက်ပြီးတော့မှပြောဆိုဆက်ဆံတာလေးတွေမှာအာတတိထေးထားစေချင်ပါတယ်နော်